သမီးအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ခြေစတဲ့တရင်ချန်နယ်မှာဒီကနေ့မတ်လ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တစ္ဆမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တစ္ဆမှုလေးကိုဆုံးဖြတ်ကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခံအပ်ပါတယ်ခင်ဗျာခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့စေကောင်းဆောင်ရဲ့သားနဲ့တမီးတို့ကစီပွားရေးလုပ်ငန်းများအကြီးအကျယ်လုပ်ကိုင်နေချိန်ဝန်ထမ်းများကိုစီပွားရေးမလုပ်ရန်လျှို့ဝှက်ညွန်ကြားချက်ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် စကောင်းဆောင်ရဲ့တအောင်ပြေဆုံးတဲ့တမိခင်တတိတမုံတို့မှမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းများအကြီးအကျယ်လုပ်ကိုင်နေပေမဲ့လည်းစကောင်းစီလောက်ကန်ဝန်ထမ်းများနဲ့ဇနီးသားတမိများကိုစီးပွားရေးလုပ်ကိုင်ခြင်းမပြုရန်လေဝဲမိတ်ညွန်ချားချက်တရက်ကိုထုတ်ပြန်လာတယ်လို့သိရှိရပါတယ်။အချမ်းဘက်စကောင်းဆောင်မရောက်နိုင်မှနန်းစီတီယံဝန်ထမ်းများအနေနဲ့ပြင်ပစီးပွားရေးများမလုပ်ကိုင်ရန်တားမြစ်ကြောင်းဝန်ထမ်းချင်းဝက်နိုင်ငံဝန်ထမ်းဥပဒေနဲ့မျိုးပဒေများရနိုင်ငံဝန်ထမ်းများအနေနဲ့မိမိတို့ရဲ့လုပ်ငန်းတာဝန်နဲ့တိုက်ရိုက်ဖြစ်စေတွယ်ဝိုင်းဝေးဖြစ်စေဆက်မှုရှိတဲ့ ို့မဟုတ်မိမိတို့ရဲ့စနေတာသမီးများအမိခံပြီးတခြားပြင်ပါစီးပွားရေးလုပ်ငန်းများမှာလုပ်ခွင့်ဆောင်ရွက်ခြင်းမပြုရညွှန်ကြားထားတယ်လို့သိရပါတယ်။ဒါပြင်နိုင်ငံဝန်ထမ်းများအနေနဲ့ဒါပြင်နိုင်ငံဝန်ထမ်းများအနေနဲ့စီးပွားရေးလုပ်ငန်းမလုပ်ဆောင်ရင်1940ပြည့်နှစ်ဆိုရဝန်ထမ်းများချင်းဝင်နေဦးပရိများ2004ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ဝန်ထမ်းချင်းဝင်အပိုင်းရှင်းမှာလကောင်း၂၀၁၃ခုနှစ်မတ်လ၈ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့နိုင်ငံဝန်ထမ်းဥပဒေပုံမှာ၃၀ခုမှာလကောင်း၂၀၁၄ခုနှစ်မတ်လ၂၆ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ နိုင်ငံဝန်နဲ့မျိုးပရေပုံမှန်290မှာလကောင်ပြတ်တန်းထားကြောင်းဒါကြောင့်ဆိုပါညွန်ကြားချက်ကိုဝန်ထမ်းများအားလုံးသိရှိလိုက်နိုင်ရမှာဖြစ်တယ်လို့စကောင်းစီရဲ့ညွန်ကြားချက်ထဲမှာဖော်ပြထားပါတယ်လက်ရှိစကောင်းဆောင်ရဲ့ဒါဖြစ်သူအောင်ပြေဆောင်ဟာပြည်တွင်းစီးပွားရေးလုပ်ငန်းများကိုအမည်အမျိုးမျိုးကုမ္ပဏီအမျိုးမျိုးနဲ့လောက်ခံလျက်ရှိပြီးတော့အောင်ပြေဆောင်ပိုင်ဆိုင်တဲ့ကုမ္ပဏီများဟာဖုံးမြတ်ပြေဆောင် Sky1 မြန်မာစစ်တူကြီးမင်းတရားကြီး Wen Sky True Corp အောင်မြင်မုံမင်း Insurance Company My Data Telecom Share ရှင်အစိုးရ B Resort ငင်းကြံပြေစုံ manufacturing and trading company limited စားတဲ့ကုမ္ပဏီတွေပါဝင်ပါတယ်။ဒါပြင်စောပါအောင်ပြေစုံရဲ့ကုမ္ပဏီတွေဟာစတက်ရဲ့စောက်လို့ရေးတင်တာများဝင်ကြီးဌာနများရဲ့စောက်လို့ရေးတင်တာများစွာကိုရရှိထားပြီးတော့ရန်ကုန်မှာရှိတဲ့အမှတ်တစစ်ဆေးရုံထုတ်ကူစင်တာပြည်ဦးလွင်ကရင်900ကင်းစားဆေးရုံပါဝင် စတက်နဲ့တဆိုင်နဲ့စောက်လို့ရေးလုပ်ငန်းများအလုံးနဲ့တလားမှာရှိတဲ့တော်ပီတိုဆေးရုံပါဝင် တင်တာများစွာရရှိလုပ်ဝင်ခဲ့ပါတယ်။ဒါပြင်စကောင်းဆောင်ရဲ့ဒါဖြစ်သူအောင်ပြေစုံမှာချောင်းယူရင်းနဲ့စိတ်ကမ်းမှာစကန်ဆိုင်ရာ project များ စစ်တွေ့စခန်းစီမံကိန်း project ရန်ကုန်မြို့မြောက်ရီမီဒီယာစင်တာတည်ဆောက်ရေး project တောင်ကလာပါကောက်ခွင်းပြင်ဆင်မှု project ရုရှားစစ်တုံးစီဝယ်ယူရေးကော်မတီကဲ့သို့သောစစ်တပ် project များဆိုလာပြားများတင်သွင်းခြင်းနဲ့ဆိုလာဓာတ်ပေးစက်ရုံများတည်ဆောက်ရေးလုပ်ငန်းများမှလည်းလုပ်ငန်းခွင့်ရရှိကြပါသည်ဒါပြင်စကောင်းဆောင်ရဲ့တမီခင်တိတိတမောင်ကတော့လူပညာရှင်နဲ့ဖြိုတီးလုပ်ငန်းများကိုဇာပန်စင်ရုပ်ရှင်ထုတ်လုပ်ရေးအဆက်မဝင်တာထုတ်လို့ရေးစားတဲ့နာမည်မျိုးမျိုးနဲ့လောက်ခိုင်းပြီးတော့ဘီရင်းတို့ NPK Motor Company Limited အပါအဝင်ကုမ္ပဏီများစွာတည်ထောင်ပြီး လဲဆက်ကားများတင်သွင်းခြင်းနဲ့လဲဆက်ကားအာသွင်းရုံများတည်ဆောက်ခြင်းတွေကိုလောက်ကန်ခွင့်ရရှိနေပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အမေရိကန်ရဲ့အကူအညီဖျက်ဆီးမှုကြောင့်မြန်မာပြည်သူများခံစားနေရတယ်လို့ကုလချွန်ချင်းတို့ပြောဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိဆက်ဖြစ်နေတဲ့မြန်မာမှာပြောမပြနိုင်တဲ့ဒုက္ခနဲ့ဒေသမှုတွေဖြစ်စေတဲ့ရစိဟာကောင်းတဲ့တစ္ဆာမဲမှုဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဒုစရင်ကန်စာတင်သွင်းသူကမတ်လ16ရက်နေ့မှာအဝေဖန်ပြောကြားလိုက်ပါတယ်။အမေရိကန်အောက်လွှတ်တော်အမဟောင်းမစ္စတာတုံရင်တို့က ထိုကဲ့သို့ဒုက္ခများစေတဲ့ဖြတ်တောက်မှုတွေကိုဝေဖန်တိုက်ခိုက်လိုက်ပြီးထိုကဲ့သို့ဖြတ်တောက်ခြင်းဟာနိုင်ငံရေးပျော်ကမကင်းမဲပုံမှန်ရခြင်းကိုအခြေခံပြီးအစိုးဆုံးပုံစံနဲ့လုပ်ခဲ့တယ်လို့ပြောဆိုပါတယ်ကုလသမဂ္ဂလူခွင့်ရေးကောင်စီမှ48နိုင်ငံအနေနဲ့ပူးရဲရည်တည်ပြီးအဆိုပါကိစ္စဟာစင်ချင်တုံတရားရှိရမယ့်ကိစ္စဖြစ်တယ်လို့ပြောကြားရတယ်၎င်းကတိုက်တွန်းပါတယ်အခုအဓိကအဖြစ်အမေရိကန်ဆိုးရွားကထောက်ပံ့နေကိုရုတ်တရက်ဖေဟိုဖေရဲ့ဖြတ်တောက်လိုက်ခြင်းကြောင့်မြန်မာပြည်သူတွေပေါ်ပြင်းထန်တဲ့ရိုက်ခတ်မှုတွေပေါ်ပေါင်းနေပြီဖြစ်တယ်လို့ Mr. Twin Drew ကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ် အခုညီဘေးရေးစီစဉ်နေတဲ့ဆွမ်းဆောင်ရည်နဲ့ထေရမှုနဲ့ပတ်သက်တဲ့ပြဿနာတွေကိုခိုင်တွယ်နိုင်ပါတယ်။ခိုင်တွယ်တဲ့မှာတယ်။ဝင်လို့ဝင်ဖို့မျှတတာဝန်ယူခြင်းနဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေကိုလည်းခိုင်တွယ်ဖြေရှင်းတင်တယ်လို့၎င်းကဆိုပါတယ်။ဒါပေမဲ့အခုကဒီလိုမဟုတ်ပါဘူး။အချင်းပြချစားမှုဖြုံးတိမှုအလွယ်တုံးစားမှုနဲ့ပတ်သက်တဲ့မာရင်းချောင်းထင်ရှားတဲ့ဂျင်ညာချက်တွေကိုနိုင်ငံရေးပယောကားနဲ့လောက်တာဖြစ်ပါတယ်လို့မစ္စတာတိုဝင်ဒရူးကဆိုပါတယ်။အခုပြောမပြနိုင်တော့အများပြားတဲ့အသက်တွေဆုံးရှုံးပြီးချိန်မားတဲ့ဒုက္ခတွေဖြစ်စေတယ်။ဒါကတစ္ဆာမဲ့တာပဲ။ ရှက်စရာကောင်းတယ်လို့လည်း၎င်းကဆိုပါတယ်။မြန်မာစစ်တပ်ဟာ2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာအာဏာသိမ်းခဲ့ပြီးဒေါ်ဆန်းစုကြည်ရဲ့ရွေးကောက်ခံအစိုးရကိုဖျောချကနိုင်ငံမှာဒီမိုကရေစီစံတမ်းမှု၁၀နှစ်ကိုဆုံးသက်လိုက်ပါတယ်။ဒါပြင်နိုင်ငံကိုသွေးချောင်းစီဖေဖော်ဖေရဲ့ချိန်နေနဲ့လူသားချင်းစာနာမှုအကျတဲကိုလည်းကြားရောက်စေခဲ့ပါတယ်။ဒါပြင်မြန်မာနိုင်ငံဟာအများပြားလာတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့စကောင်းစီတက်တို့ချာမှာတိုက်ပွဲတွေကြောင့်မတည်မငြိမ်ဖြစ်နေပါတယ်။ပြည်တွင်းစစ်ကြောင့်လူ၃၅တန်းနေရာဆုံးကွာထွက်ပြေးရတယ်လို့ကုလသမဂ္ဂကဆိုပါတယ်။ လက်ရှိမှာရတ6300ကျော်တပ်ဖြတ်ခံရကြောင်းနိုင်ငံလူဦးရေရဲ့ဒုံမုံတပုံဖြစ်တဲ့လူစကူတသမာကူတန်းဟာလူသားချင်းစာနာမှု အကူအညီလိုအပ်နေကြောင်းနိုင်ငံလူဦးရေရဲ့ထောက်ဝက်ဟာစင်းရဲနွမ်ပါမှုအောင်ကြားရောက်နေကြောင်းမစ္စတာတိုဝင်ဒရူးကဆိုပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ဒိုင်းမြန်မာနယ်စပ်အမှတ်နှစ်ချစ်ချစ်ရေးတရားနည်းမှာရှိတဲ့ဒိုင်းကောက်ကွန်ဦးစီးဌာနကတင်ဆက်ထားတဲ့ကားကိုတော်မီလောင်မှုမှာကားစီးရေနေရကျော်မီလောင်ပြက်စီးခဲ့ပြီးကားအများစုဟာမြန်မာဘက်သို့ပို့ရန်ပြင်ဆင်စမှာဖမ်းဆီးထားတဲ့ကားတွေဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ထိုင်းနိုင်ငံမဲဆောက်မြို့ထိုင်းမြန်မာနယ်စပ်အမှတ်နဲ့ချစ်ကြည်ရေတံတားနေမှာရှိတဲ့ထိုင်းကားကုန်ဦးစီးဌာနကဒင်းဆဲထားတဲ့ကားကိုတော်မိလောင်မှုမှာကားစီးရေနေရာချောမိလောင်ပြက်စီးသွားခဲ့တယ်လို့မဲဆောက်မှနေထိုင်တဲ့မြန်မာတချို့နဲ့ထိုင်းသတင်းများကဖော်ပြပါတယ်။ယမန်နေ့မတ်လ18ရက်နေ့ည9:30မိနစ်ဝန်းကျင်ချိန်မှာထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့အမှတ်နဲ့ချစ်ကြည်ရေတံတားနေမှာရှိတဲ့ထိုင်းကားကုန်ဦးစီးဌာနကဒင်းဆဲထားတဲ့ဂျပန်ကားတူလောင်ရုံမှာစတင်မိလောင်ချောင်းခဲ့ကြောင်းမိလောင်မှုကြောင့်ရင်းအစီးရေနေရာချောမိလောင်ပြက်စီးခဲ့ရကြောင်းသိရပါတယ်။ မီလောက်တာကနှစ်နာရီလောက်ကြာတယ်။အခုတမျိုးလုံးမီတက်ကားတွေတွားနေတာပဲ။မီလောက်တွေပါမြင်ရတယ်။မြန်မာဘက်ကပို့မဲ့ကားတွေကိုဖမ်းဆီးထားတဲ့ကားကိုတောင်ယုံလို့ပြောတယ်။ဘာကြောင့်မီလောက်တာလဲတော့မသိရသေးဘူးလို့ပြောတယ်လို့မဲဆောင်မျိုးမှာနေထိုင်တဲ့နေဆက်ကုန်တဲ့တဝူကပြောပြပါတယ်။လက်ရှိကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်များရီမြို့နယ်မှာထိုင်းနိုင်ငံမှာတင်သွင်းတဲ့ဂျပန်ကားတစ်ပိုက်ရဲ့များကိုသာအဓိကအသုံးပြုကြပြီးတော့ကားများနဲ့ကားပို့ပစ္စည်းများဟာထိုင်းနိုင်ငံမှာမြန်မာဘက်ခြမ်းများရီမြို့ဘက်သို့ဈေးနှုန်းတက်တာစွာနဲ့ဝင်ရောက်လျက်ရှိကြောင်းယခုလိုမီလောက်မှုကြောင့်နေဆက်ကားဈေးကွက်နဲ့ ကားဖို့ပစ္စည်းဈေးခွက်ကိုမထိခိုက်နိုင်ကြောင်းနဲ့စကုံးတဲ့တဦးကဆိုပါတယ်အခု BJ ခိတ်တွေကနေကားနဲ့ကားဖို့ပစ္စည်းတွေဝင်နေပါတယ်နောက်ပြီးခုမီလောင်နေနေရကထိုင်းကဖန်စီထိန်ထိန်ထားတဲ့ခိုးတောင်ယုံမီလောင်တာအဲ့ဒီကားတွေကကားဈေးခွက်တွေဝင်မဲ့ကားတွေတော့မဟုတ်ဘူးဒါပေမဲ့မြန်မာဘက်ကိုပို့ဖို့လုံတုံဖန်စီခံရတဲ့ကားတွေအများစုပါပါတယ်မူဝေးနေနဲ့ဆန်းရွယ်ပြီးဒိန်းဆဲခံရတဲ့ကားတွေလည်းပါတယ်ကားနဲ့ပို့ပစ္စည်းဈေးခွက်ကိုတော့မထိခိုက်နိုင်ပါဘူးလို့နေဆက်ကုံတွေကရှင်းပြပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ငတရောက်သူဝင်လာတဲ့စကောင်းစီစကြောင်းနှစ်ချောင်းနဲ့ တကွင်တွင်းကိုရောက်လာတဲ့ဂျမ်ဖက်စခေါင်းစီစစ်ကြောင်းပြသပြီးစစ်ကြောင်းမူပါဝင်84ကိုတည်ဆုံးခြင်းဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းညောင်ခွေရိုင်ငတရောင်မျိုးနယ်ကွဲတွင်းသို့စစ်ကြောင်းတို့ဝင်ရောက်လာတဲ့စခေါင်းစီတပ်ဖွဲ့များကိုဒေါ်လိုင်တပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာစခေါင်းစီတပ်သား84ကိုတည်ဆုံးကစစ်ကြောင်းတို့ကလုံးပြစီသွားတယ်လို့သိရပါတယ်။ဒေါ်လိုင်တပ်ဖွဲ့များဟာငတရောင်မျိုးနယ်ကွဲတွင်းစစ်ကြောင်းတို့ဝင်ရောက်လာတဲ့အင်အား60ခန့်ပါစခေါင်းစီနယ်ပြူပေါင်းစစ်ကြောင်းကိုပြီးခဲ့တဲ့မတ်လ14ရက်နေ့နေ့လယ်တနာရီ30မိနစ်က ထောက်ဝါရွာနဲ့အိုရင်းရွာကြားရောက်မှပိတ်ဆို့တက်ခဲ့ကြ။စကောင်းစီတတားနဲ့ပြိုဖွဲ့ဝင်69ဦးနေရာမှာပင်တည်ဆုံးခဲ့တယ်လို့တိုက်ခိုက်ခဲ့တဲ့ပကံပြည်ဘလူးတပ်ဖွဲ့ထံမှသိရှိရပါတယ်။ထို့ကဲ့သို့တိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိပြီးညာဦးစေယုံတို့ပို့ဆောင်လိုက်ရတဲ့စကောင်းစီနယ်ပြိုစောတီအဖွဲ့ဝင်9ဦးဟာမတ်လ16ရက်နေ့မှာထပ်မံတည်ဆုံးသွားတာကြောင့်တည်ဆုံးသူစုစုပေါင်း84ဦးဖြစ်တယ်လို့သိရပါတယ်။ငတရောင်မျိုးနယ်တွေကိုစစ်ကြောင်းတစ်ကြောင်းနဲ့ဝင်လာတာစစ်ကြောင်းတစ်ကြောင်းကိုအပြုတ်ပြုတ်လိုက်တာပါ။နောက်လိုက်စစ်ခွေးတွေဗျံမတာဖြစ်ပြီးတော့အကုန်ပြေးကြလွားကြထွက်ပြေးကြရင်းနဲ့ ကျွန်တော်တို့တက်ခွင်းထဲမှာရောက်လာပြီးတော့အကုန်တီးကုန်တာပါလို့ပကန်းပြည်ဘလူးတပ်မှတာဝန်ရှိသူတဦးကပြောပါတယ်။စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စကောင်းစီတပ်ဟာတပ်မ88မှာဖြစ်ပြီးအဲ့ဒီတည်းမှာပြည်သူစစ်အများပြားပါဝင်ကြောင်းနဲ့တိုက်ပွဲတွင်စစ်ကြောင်းမှုတည်ဆုံးကစစ်ကြောင်းပြည့်၍အများပြားထွက်ပြေးရမှာတက်ခွင်းထဲရောက်ကစစ်ကြောင်းတစ်ခုလုံးနေပါတည်ဆုံးခဲ့ခြင်းဖြစ်တယ်လို့ပကန်းပြည်ဘလူးတပ်ဖွဲ့ထံမှသိရပါတယ်။ထို့နောက်ဆိုပါစစ်ကြောင်းမှတပ်ဖွဲ့ဝင်တို့ဟာပြည်သူဆိုင်ကယ်များကိုယူပြီးငတယောက်ရဲစခန်းဘက်သို့ထွက်ပြေးသွားခြင်းကြောင့်အနည်းငယ်လွတ်မြောက်သွားခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ ဆိုပါတိုက်ပွဲမှာတည်ဆုံသွားတဲ့ပြည်စော်ဒီဖွဲ့ဝင်များရဲ့မိသားစုဝင်တွေကိုစကောင်းစီတက်ကဒေါ်လိုင်းတပွဲများကိုပိတ်ဆို့ထားလို့ပြန်ထွက်လို့မရသေးဘူးလို့လိန်လယ်သတင်းဖုံးပိထားတာကိုဒေသခံများထံကပြန်လည်ချသိရတယ်လို့ပကံပြည်ဘလူးတပ်ဖွဲ့ထဝင်းရှိသူကဆိုပါတယ်။အဆိုပါတက်ခမ်းမှုကိုပကံပြည်ဘလူးတပ်ဒေါန်တာမြို့နယ်ဘက်ကပါ Scorpion People Defense Force ညောင်ခိုင်တိုင်ရင်ကမြင်းချမ်းခိုင်တိုင်ရင်တုံးလုံးမှာပူပေါင်းတက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။ပိတ်ဆို့တက်ခမ်းမှုမှာပကံပြည်ဘလူးတပ်ဖွဲ့မှရဲဘော်တအူကြာဆုံးခဲ့ပြီ။ ဘာမစ်ကိုရီလာဖို့စ်မှရေဘော်တအုပ်ထံရရှိခဲ့ပါတယ်။ထို့နောက်ရှီကျင်းပင်ရဲ့အလေညာများမြန်မာရေးချောင်ဖူပေါ်တယ်လို့ပေါ်ခဲ့ရဆိုတဲ့ဆောင်းမရှင်ဆရာတော်ဇိုးဝီရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးကြပါတယ်။ဒီရုပ်ခုမြန်နေပါတီဟာ၎င်းတို့စိတ်မတက်မတာဖြစ်ခဲ့ရတဲ့တိတ်တမိုင်းကြောင်းကိုပြန်လည်ပြင်ဆင်ထပ်မံရန်အမြဲလိုကြိုးစားခဲ့ပါတယ်။ဒီထဲမှာတီယမ်မင်းရင်ပြင်အရေးခင်ရင်ချင်းမှုတော်လန်ရေးများကလည်းထိဆုံးမှပါဝင်ခဲ့ပါတယ်။ယခုလည်းအမေရိကန်လုံးကဘာစနစ်ကြီးကို၎င်းတို့စိတ်တိုင်းကြရေးဆွဲရန်ပြင်ဆင်လာနေပြီဖြစ်ပါတယ်။ သို့တော့အာရှနဲ့ပတ်သက်လို့အထူးသဖြင့်မြန်မာအရင်မှ၎င်းတို့လက်တွေ့ချင်းသုံးနေတဲ့မူဝါဒများနဲ့ပြောင်ပြောင်ကြီးဆန့်ကျင်လျက်ရှိနေတယ်လို့တရုတ်ကြီးကကျွမ်းကျင်သူရောဘတ်မန်နင်းက American Foreign Policy Magazine မှာရေးသားလာခဲ့ပါတယ်။အမေရိကန်ရဲ့ပူဇော်ဆုံးမှုရေးဝါဒဟာ၎င်းတို့တနိုင်ငံနဲ့ကြီးဆုံးနိုင်ရေးအတွက်နိုင်ငံများကိုဖိနှိပ်ထားရန်အတွက်သာဖြစ်တယ်လို့အမည်လိုပြောလို့ရှိပါတယ်။၎င်းတို့ရဲ့ Global Security Initiative ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးစီမံများရှိုင်းပူပေါင်းဆောင်ရည်အဖွဲ့ Bristol နဲ့အစားထိုးရန်တစားတစ်တစားဂျိုးပန်းလာခဲ့ပါတယ်။ လက်ရှိနိုင်ငံတရားကျော်ကခြေချုပ်ထောက်ခံလာကြပြီဖြစ်တယ်လို့လည်းဆိုပါတယ်။၎င်းတို့ဘိုးကမိခင်ဘိုးဟာခေါင်းမွန်နေဆိုတဲ့ပြောတဲ့ကဲ့သို့ငင်းနိုင်စရာမရှိတဲ့အခေါင်းများကိုလည်းထုတ်ပြောလာတာကြောင့်ထောက်ခံကြခြင်းမျိုးသာဖြစ်ပါတယ်။ဒါပေမဲ့ခြေရဆိုင်ဟာတကယ်တမ်းမှာငင်းညာစွာအတူရှင်တွဲနေထိုင်ရေးမှုငါချက်ကိုမုံမှန်တက်သွင်းလာခြင်းသာဖြစ်ပါတယ်။ဒါပေမဲ့လက်တွဲမှာတော့၎င်းတို့ရဲ့အပြုံမှုများကတခြားစီဖြစ်လာနေပါတယ်။တောင်တရုတ်ပင်လယ်နဲ့အရှေ့တရုတ်ပင်လယ်တွေမှာဖိလစ်ပိုင်မလေးရှားဗီယက်နမ်နဲ့ဂျပန်တို့ကိုရန်ဆောင်လာနေပါတယ်။ဒါပြင်မြန်မာတို့ရဲ့ပြည်တွင်းစစ်မှာ ၎င်းတို့လိုချင်တဲ့ရလက်ထွက်ပေါ်လာအောင်အသေးစိတ်အလိုမပေးဘဲတစ်ပတ်သက်ဆော့ဖက်လာခဲ့ပါတယ်။မြမဟာ၎င်းတို့နဲ့အိန္ဒိယတောင်တရုတ်ပင်လယ်တို့ကဲ့သို့နေဆက်ပြဿနာညင်းပွားမှုမရှိပါဘဲလျက်အချုပ်ချာအာဏာဆိုသည့်ကိုအကြောင်းပြပြီးတော့ချင်းချောက်ချက်ကင်လာခြင်းလည်းဖြစ်ပါတယ်။ဒီဟာ၎င်းတို့နဲ့နယ်နိမိတ်ထိစပ်တဲ့နိုင်ငံ၄နိုင်ငံရှိပေမဲ့လည်းမြမကဲ့သို့နေဆက်အညင်းပွားမှုမရှိတဲ့နိုင်ငံဆိုလို့အတော်လေးရှားပါတယ်။ရုရှားနဲ့ငြိမ်းချမ်းနေတယ်ဆိုပေမဲ့လည်း1969မတ်လမှာနေဆက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပူပါတယ်။မြန်မာမှာပြည်တွင်းစစ်ကြီးဖြစ်ပွားလာမှုနဲ့တူ ၎င်းတို့ရဲ့နေဆမ်းမှာအွန်လိုင်းငွေလင်ကိုင်းတွေမိုးလို့ပေါက်လာနေလို့လုံချုံရင်းနဲ့ပတ်သက်လို့အဖြစ်သေးတဲ့တရုတ်ဟာမြန်မာပေါ်တိုးဟာယုံဆိုင်လာခဲ့ပါတယ်။ရှီချင်းပင်ဟာ၎င်းရဲ့ခြေရဆိုင်မူဝါဒနဲ့မြန်မာရဲ့အချုပ်ချာအာဏာကိုလေးစားတင်ကြောင်းလက်ရှိအိန္ဒိချင်းနိုင်ငံများရဲ့ညှိနှိုင်းဆောင်ရွက်မှုနဲ့တူဖြေရှင်းရမယ်လို့ပြောဆိုလာပေမဲ့လက်တွဲမှာတော့၎င်းတို့တိုင်းနိုင်ငံနဲ့သာပတ်သက်နေပါတယ်။စုစုပေါင်းဒေါ်လာ20ဘီလီယံတန်ဖိုးရှိရင်းနှီးမြှုပ်နှံထားတဲ့စီမံကိန်းတွေဟာပြည်ရင်းစစ်တွေကြောင့်၎င်းတို့ရဲ့စီမံကိန်းများနှောင့်နှေးလာပါတယ်။၎င်းတို့ရဲ့စေပွားရေးလုံခြုံရေးနဲ့ရည်မှန်းချက်များကို နံပါတ်၁အဖြစ်ဦးစားပေးလာတဲ့တရုတ်ဟာဖေဖော်ဝါရီလတွင်မှပူရဲလုံးဆောင်ရေးကုမ္ပဏီကိုထူထောင်လာခဲ့ပါတယ်။မြန်မာဘက်ကလည်း၎င်းတို့လိုချဥပဒေပြဋ္ဌာန်းပေးခဲ့ရပါတယ်။တရုတ်ဟာအနာသိမ်းဖွဲ့ကိုတရုတ်ဝင်အသိမှတ်ပြုခြင်းမရှိပေမဲ့လည်းနေရာဆုံးဗပောင်းဆုံးမှာကစားနေပြီးတော့၎င်းတို့ရဲ့ချားမှာချစ်ချစ်မှုမရှိပေမဲ့အပြန်အလှန်မိခိုနေရမှုတွေရှိနေပါတယ်။ဒီတော့၎င်းတို့ပတ်သက်နေတဲ့နှစ်ဖက်စလုံးချားမှာပြည်လည်မှုရရန်၎င်းတို့ဘာသာ၎င်းတို့ဖြန့်ဖြေးသူလို့သတ်မှတ်ပြီးချားပွဲစားလုပ်လာခဲ့ပါတယ်။ယခုကနိုင်ငံဧရိယာရဲ့ထက်ဝက်ပင်ထိန်ချုံနိုင်စွာမရှိတော့တဲ့ စကောင်းစီပြိုလဲလို့မတက်ဖြစ်လာတာကိုစိုးရိမ်ထိလာလာခဲ့ပါတယ်။တရုတ်ဟာလက်နက်များကိုစကောင်းစီနဲ့တိုင်းရင်းသားဖွဲ့များကိုပေးလာခဲ့ပြီး၎င်းတို့နဲ့အနည်းဆက်ဆုံးဖြစ်တဲ့ဝါတက်များမှတဖန်ဒေါ်လန်ရေးဖွဲ့များအားအတော်များများကိုဖြန့်ဝေပေးခဲ့ပါတယ်။နောက်ပိုင်းမှာ၎င်းတို့နယ်စပ်မှာရှိတဲ့အွန်လိုင်းငွေလေးများအာနာတိန်ဖွဲ့မှဖြည့်ရှင်းနိုင်မှုကိုစိတ်ပြလာခဲ့ပါတယ်။ဒီအတွက်ကြောင့်လည်းပေကျင်းရဲ့မတိမတအမြဲရေးပြခဲ့မှုကြောင့်ညီနောင်သုံးဖို့ရဲ့၁၀နှစ်ခွန်ဆက်စိန်ရဟာထိုင်းလန်းစီဟာကောင်းလာအောင်အောင်မြင်ခဲ့ရခြင်းဖြစ်ပါတယ်။ ၂၀၂၃ဒီဇင်ဘာလကုန်မှာနေမြင့်စတူရမ်းမိုင်၇900ကိုတင်ယူနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာကုန်သွယ်ရေးလမ်းကြောင်းပြန်ပွင့်ရန်နှစ်ဖက်ယာယီပြေးရရေးအတွက်ကြားဝင်ပေးခဲ့ပေမဲ့တစ်ဖက်မှာကချင်လွတ်လပ်ရေးတပ်များကထိုးစစ်ဆင်လာခဲ့ပါတယ်။ပေကျင်းဟာစကောင်းစီရေးနှိမ့်လာတော့မှကိုတည်လို့ဂျူရီလူချင်းများကိုလက်ထိုးတဲ့အနည်းနဲ့၎င်းတို့လူချင်းတဲ့ပုံစံမျိုးဖြစ်လာအောင်လုံပန်းလာကြပါတယ်။တိုင်းရင်းသားလက်နက်ကိုင်များကိုလည်းစကောင်းစီနဲ့အတူပူပေါင်းပြီး၂၀၂၅ရွေးကောက်ပွဲကိုသဘောတူကြရန်မျှော်လင့်လာပါတယ်။အာဆီယံကမျိုးနယ်145မျိုးမှသာ လူကြီးရဲ့စီရင်ကောင်းနိုင်တဲ့ရွေးကောက်ပွဲကိုဟန်ပြတတ်တာလို့သာရှုံးမြင်လာပြီးတော့ငင်းငယ်ကြီးအရင်ပေါ်ဆောင်ရန်လည်းပြောဆိုလာကြပါတယ်။လက်ရှိမှာပေချင်းဟာစကောင်းစီကိုသာပို့ပြီးတော့လိုလားပြီမဲ့အန်ယူဂျီမှတင်ငယ်မှုပေါ်ဆောင်ပေးနိုင်ရန်လက်တွဲလိုစိတ်ရှိနေပါတယ်။ပြဿနာရှိလာနေတဲ့ရွေးကောက်ပွဲနဲ့အတူဒီငယ်မှုမရှိအောင်မဆွမ်းဆောင်နိုင်တော့မှတန်တရားဝင်လာတဲ့အခါလက်ရှိရှုပ်ထွေးနေတဲ့အင်အားစုများနဲ့၎င်းတို့လိုချင်တဲ့ရလက်ထွက်လာအောင်လှုပ်လာနိုင်ပါတယ်။ဒါပြင်အမေရိကန်ရဲ့အသင်းတင်ပါဝင်ပတ်သက်နေမှုကိုလည်းပုံကြီးချက်ပြောဆိုလာနေကြဆဲပင်ဖြစ်ပါတယ်။ က်ရှိမှာမြန်မာရေးကိုဖြည့်ရှင်းရန်နိုင်ငံတကာရဲ့ကြိုးပမ်းမှုများဟာဒုံမပေါက်ဖြစ်နေစေဖြစ်ပါတယ်။မြန်မာမှာလူမျိုးစုအမျိုးမျိုးကွဲပြားနေလို့ရင်ကြားစေရန်မလွယ်တာကြောင့်ဒေရှိတည်တမ်းမဲ့ငြိမ်းချမ်းမှုမျိုးရရှိရန်မလွယ်လို့ဆိုပေမဲ့လည်းဒေဝါ၎င်းတို့အကျိုးစီးပွားအတွက်ဩစာညောင်းမိတာစေရေးစီးပွားရေးနဲ့တန်တမန်ရေးမှာပုံဝေါသုံးလာနိုင်မဲ့ရေးကိုရှော့တွက်ထားလို့မရပါဘူး။ဒေးတွေရှိချင်းပင်ရဲ့ခြေရဆိုင်ပြောကိုလည်းလက်တွေ့မြန်မာရေးကိုကြည့်ပြီးတော့ចောင်းទូတော်ပြောမျိုးလို့ဆိုတာបែឆាခဲ့ကြပြီဖြစ်ပါတယ်။အမေရိကန်ဟာ၎င်းတို့ဖို့ တခြားနိုင်ငံများထက်ဒါလုံနဲ့ဆိုတဲ့အယူအဆနဲ့ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများဖြန့်ဝေနေခြင်းမှာဒေယောက၎င်းတို့ကလည်းဒါလုံနဲ့လို့ဆိုတာဒီယောယဉ်ကျေးမှုနဲ့ဒီယောဟန်ကိုလက်ခံလာအောင်လုပ်နေခြင်းဖြစ်ပါတယ်။ဒီယောကတချိန်ကကမ္ဘာလေပိုင်းဘေးရင်နိုင်ငံအမေရိကန်နိုင်ငံကိုပြန်ပြီးအသက်သွင်းလို့ပြီးနိုင်ငံများကို၎င်းတို့ရဲ့လက်ထက်လက်ခွဲများဖြင့်ရဲဝန်းနဲ့လမ်းစစ်မှန်ကိန်းချင်းငွေများဖြင့်တင်သွင်းလာခြင်းဖြစ်ပါတယ်။ဒါကိုကမ္ဘောဒီးယားနဲ့လာအိုတို့မှတင်ရှားတွေ့မြင်ရမှာဖြစ်ပါတယ်။ရှီချင်းပြည်ရဲ့စစ်ကူရင်ယူဆတွေဟာနိုင်ငံပေါင်းချုပ်အတင်းကြီးပုံစံပြန်တက်သွင်းလို့ပြီးတော့ တတန်ချောင်းသားများက၎င်းတို့စိတ်ကူးနဲ့ဖြစ်စေခြင်းနဲ့ကုလသမဂ္ဂအဖွဲ့ကြီးမျိုးခြားပြသည့်ထံမပို့ပါမြန်မာနယ်ပတ်သက်လို့၎င်းတို့ရဲ့အပြင်းဆိုးရဲ့ပြော့ဆွဲဟာထိရောက်မှုမရှိတဲ့ပြင်တဏမန်ရေဘက်မှာလည်းရောင်ဆောင်မူဝါဒတွေရှည်တန်းတင်လာတာကြောင့်အမမာယွင်ယွင်ဖြစ်ခဲ့ပါတယ်၎င်းတို့ရဲ့စေပွားရေးနဲ့မဟာဗျူဟာပိုင်းအင်အားကြီးလာမှုကိုအရာသွန်းငယ်ချေမရှိတဲ့လက်ရှိကဘာစနစ်ကိုလည်းစိတ်ကုန်ခံလာနေပါတယ်မြန်မာနိုင်ငံရဲ့ကံကြမ္မာနဲ့ကဘာစစ်စင်တစ်ခုလုံးရဲ့အနာဂတ်ဟာဒေတာရွေးနဲ့ကဘာလုံးဆိုင်ရာပြဿနာများကိုဖြေရှင်းနိုင်မယ်အင်အားချင်းဝင်ရှာတဲ့တကူတည်ဆောက်နိုင်မှုပေါ်မူတည်နေပါတယ် ဗီဒီယိုရဲ့ကိုကံတော်လန်ဆဲမဟုတ်ချအောင်ရမေးဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတင်နားဆင်ခဲ့တဲ့သတင်းပိတ်တများကိုကျေးဇူးတူပဲတင်ချပါတယ်။နောက်ထပ်ပြင်ပြပါသတင်းဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တို့ပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။